ါပါရှင်။တနင်္လာနေ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကို Doe Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ Doe Khyan ကစားလုပ်ငန်းတွေမစတင်နိုင်သေးတဲ့အခြေအနေ။ရန်ကုန် Doe လေရင်လက်မှတ်ခတသိန်းကျော်ဈေးတက်ပြီးကော့တောင်းလေရင်လက်မှတ်ပြည့်နေတဲ့သတင်း။မမကန်ရေဘူးစမ်းပက်လန်းကိုမဖြတ်ဖို့ဆီယနာရှင်တက်တောင်းမြစ်တဲ့အခြေအနေ။ပတ်တကူကြောက်စီကားခဲ့တဲ့ဒဝေတဆောင်မုံလာပညာအကြောင်း ထိုင်ကမြန်မာ90နီးပါးကိုကွက်တောင်းဖတ်ထပ်ပို့တဲ့တည်င်းစတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်ပွင့်လင်းရသည်စတင်ဝင်ရောက်နေပေမဲ့မူးမပြတ်ရွာသွန်းနေတာကြောင့်ဒဝဲခင်ကစားလုပ်ငန်းတွေလုပ်ငန်းမစတင်နိုင်သေးဘူးလို့စားလုပ်တောင်သူတချို့ကပြောပါတယ်ဒီတည်င်းကိုဒဝဲ wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်ပိုလင်းရတီစတင်ဝင်ရောက်နေပေမဲ့မုံမပြတ်ရွာသွန်းနေတာကြောင့်ဒဝဲခရင်ကစားလုပ်ငန်းတွေလုပ်ငန်းမစတင်နိုင်သေးဘူးလို့စားလုပ်တောင်သူတချို့ကပြောပါတယ်။ နေ့စဉ်သတင်းကြောလာမှာစောင်းကွင်းပြင်တာရေငန်တားတမန်မြေဖို့တာတွေလောက်ကိုင်းလေးရှိပေမဲ့အခုနဲ့မှာတော့မိုးမပြတ်ရွာတော့နေတာကြောင့်လုပ်ငန်းတွေနောင်နေနေတာပါ။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းမော်တာရှိန်နဲ့အရှေ့ရက်ကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့ရှိန်နဲ့အတူဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းနဲ့ဆက်ဆက်နေတဲ့မြန်မာနိုင်ငံမြဝကျော်ပေါ်ကာယွန်နန်းဒေသအနီးဖြစ်ပေါ်နေတဲ့လေဖီအားနဲ့ရှက်ဝေါ်ရှိန်တွေကြောင့်တိုင်းနဲ့ပြည်နယ်အားလုံးမှာမိုးမပြတ်ရွာသောမှုတွေဖြစ်ပေါ်နေတယ်လို့မိုးလေဝသပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရသိရပါဗျ။ ဒါအပြင်တနင်္သာရီတိုင်းအပါအဝင်တိုင်းနဲ့ပြည်နယ်အားလုံးမှာနိုဝင်ဘာလ3ရက်ထိမိုးရွာနိုင်တယ်လို့စက္ကမရှင်လက်အောက်ခံမိုးလေဝါသနဲ့ဇရပေရညွန်ကြောင်မှုဦးစီးဌာနကခန့်မှန်းထားပါတယ်။သတင်းကြော်လာကနေအခုတစောင်းတိုင်းလအထိဒဝဲရေဖြူလောင်းလုံးတရက်ချောင်းမြိတ်မျိုးတို့မှာမိုးရွာနေပြီးမိုးကြောင့်ဆားထောင်းလုံးမှုနလနေပါနောက်ကျသွားနိုင်တယ်လို့ဒဝဲမျိုးစစ်စားပြည်ရက်ွက်ကဆက်လုပ်ငန်းရှင်ဦးတန်ဝင်းကဆိုပါတယ်။စားလုံငန်းနောက်ကျနိုင်တဲ့အတွက်စားအထွက်လည်းရောကျနိုင်တဲ့အပြင်ဈေးလည်းတက်လာနိုင်တယ်လို့ဦးတန်းဝင်းကပြောပါတယ် တဝဲခရိုင်မှာနေလန်းစာမိချက်စာထောက်လုပ်ရောင်းချသူတွေရှိတယ်လို့ပလောမျိုးနယ်မှာလည်းစာထောက်လုပ်တဲ့တောင်သူတွေရှိပါတယ်ရန်ကုန်မြို့နဲ့တဝဲမြိတ်ကော့တောင်းမြို့တွေကိုပြေးဆွဲနေတဲ့လေရင်လက်မှတ်စင်းတို့တွေတက်နေပြီးအဲ့ဒီထဲကရန်ကုန်တဝဲလေရင်လက်မှတ်စင်းကတော့အမြင့်ဆုံးဖြစ်နေပါဗျ။ရန်ကုန်တဝဲလေရင်လက်မှတ်စင်းတို့ကစက်တင်ဘာလလယ်လောက်နဲ့နှိုင်းရှင်ရင်ကျပ်တသိန်းခွဲနီးပါးအထိမြင့်တက်သွားတယ်လို့လေရင်လက်မှတ်ရောင်းသူတွေစီကသိရပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာလလယ်လောက်ကရန်ကုန်တဝယ်လေယာဉ်လက်မှတ်စီနှုန်းကချက်336000ဝန်းကျင်လောက်ပဲရှိပေမဲ့လက်ရှိမှာတော့အမြင့်ဆုံး9300000ချက်အထိရှိနေတယ်လို့ဆိုပါတယ်တဝယ်ရန်ကုန်လက်မှတ်ဈေးလဲကျပ်တန်းကနေနီးပါးမြင့်တက်နေပြီးလက်တလုံးမှာတော့တဆောင်ကို၄သိန်းကျပ်ဝန်းကျင်မှရှိပြီးလေကြောင်းလိုင်းတွေကတနင်္ဂနွေလုံးမှာရှိတဲ့လင်းရင်လက်မှတ်ဈေးနှုန်းတွေကိုမြင့်တင်လိုက်တဲ့အတွက်အခုလိုဈေးတက်သွားတာပါ။ ဒေါ်ဝဲဝက်ကဆက်တွယ်မေးမြန်းခဲ့တဲ့တင်းင်းသားရီတိုင်းကလေရင်လက်မှတ်ရောင်းချသူ၃ဦးကတော့လေကြောင်းလိုင်းဖက်ကဘလို့အကြောင်းရင်းကြောင့်ဈေးနှုန်းမြင့်တင်လိုက်လဲဆိုတာကိုတိတိကျကျမသိဘူးလို့ဆိုပါတယ်ကော့တောင်းမြို့ကိုသွားမဲ့လင်းလက်မှတ်တွေကတော့လက်တလောပြက်လက်နေပြီးဒီဇင်ဘာလဒုတိယပတ်အထိလက်မှတ်ကုန်နေတယ်လို့လင်းလက်မှတ်အယောင်ဆိုင်တချို့စီကသိရပါဗျ။ရန်ကုန်ကော့တောင်းစင်းနှုန်းကလည်းစက်တင်ဘာလက83,300ကျပ်ဝန်းကျင်လောက်ရှိတာကနေလက်တလောမှာ7,000ကျော်မြင့်တက်ပြီးကိုသိန်းကျော်ဖြစ်နေတယ်လို့ဆိုပါဗျ။ တဝဲကောတောင်းလက်မှတ်စည်းနှုန်းလဲ7000ခွဲလောက်မြင့်တက်နေပြီးလက်တလုံးမှာ9000ကျော်ဈေးပေါက်နေတယ်လို့လေရင်လက်မှတ်ရောင်းသူတွေစီကသိရပါဗါတောက်အပြင်ကောတောင်းမြို့ကိုလေချောင်းနဲ့သွားရင်လေလက်မစရိတ်အပြင်လမ်းရှင်းကျေးဆိုပြီးစစ်ကောင်မရှင်ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်းကြက်သိန်းကနန်းထပ်ပေးရသေးတယ်လို့ခီးတဲ့တချို့ကပြောပါဗျ။လက်တလုံးမှာတော့ကောတောင်းမြို့ကိုသွားတဲ့ကုန်းလမ်းမှာလည်းတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ခီးတဲ့တွေအခက်အခဲကြုံနေရတယ်လို့ဆိုပါဗျ။ ။မြေရန်ကုန်အသွားအပြန်ခရီးစဉ်အတွက်လည်းဈေးတက်နေပြီး9,500တောင်ကျပ်နဲ့6,000သိန်းဝန်းကျင်ကြားရှိနေတဲ့အပြင်နိုဝင်ဘာလ15ရက်နေ့အထိမြေရန်ကုန်ခရီးစဉ်အသွားအပြန်လက်မှတ်ကုန်နေတယ်လို့ဆိုပါရယ်။လောင်လုံးမြို့နယ်ကမမကန်ရေစခန်းတက်ခိုက်ခံရပြီးတဲ့နောက်ရေစခန်းရှောင်ကွင်းလမ်းဖြစ်တဲ့မမကန်ရေပူစမ်းပလန်းကိုဖျက်ဆီးသွားလာတာမလို့ဖို့ဆေးအနာရှင်တက်ကတားမြစ်ထားပါဗျ။ဒီတင်းကိုတော့ဒွေဝါရှက်ဖွဲ့သားတူကပြောပြပေးသွားမှာပါရှင်။လောင်လုံးမြို့နယ်မမကန်ရေစခန်းတက်ခိုက်ခံရပြီးတဲ့နောက် ရဲစခန်းရှောင်းကွင်းလန်းဖြစ်တဲ့မောမကန်ရေဘူးစန်းပတ်လန်းကိုဆက်အာနာရှင်တပ်ကဖြတ်တန်းတွက်လာခင်းပေးလိုက်ပါတယ်။ရဲစခန်းတက်ခဲခံရပြီး6ရက်ကြာနိုဝင်ဘာလ10ရက်နေ့မှာအိုးဝေတုံပြီးအငှားရင်တစည်းဟာဒွေမျိုးကနေပတ်တဲ့အင်းရွာဘက်ကိုသွားဖို့အဲ့ဒီလမ်းပိုင်းကို ဖြတ်တန်းလာတဲ့ချိန်ဆက်အာနာရှင်တပ်ကတနက်နေ့ပစ်ခတ်တားဆီးခဲ့တာပါ။အဲ့ဒီရင်မောင်းကိုရက်တန့်ဆစ်ဆစ်ပြီးတဲ့နောက်လမ်းပိုင်းကိုဖြတ်တန်းသုံးမပြူကြဖို့ပြောလိုက်တယ်လို့ ူပိညင်မောင်းတဲ့ဒေသခံတချို့ကပြောဆိုပါတယ်အဲ့ဒီလမ်းပိုင်းဟာမမကန်ရေဘူးစမ်းကနေမမကန်ကျေးရွာမှာရှိတဲ့ဆေးရုံနောက်ကိုဖောက်လို့ထားပြီးမမကန်ရဲစခန်းရဲ့အနောက်ဘက်မှာရှိတဲ့အတွက်ရဲစခန်းရှောင်းကွင်းလမ်းလဲဖြစ်ပါတယ်။မမကန်ရဲစခန်းကိုရှောင်းကွင်းသွားလာခြင်းနဲ့ခရီးသည်တွေဟာအဲ့ဒီလမ်းပိုင်းကိုအများဆုံးတိုးပြကြတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့မှာတော်လိုင်းရေးပူပေါင်းတပ်တွေက မမကန်ရဲစခန်းကိုတိုက်ခိုက်သေးပိုက်ကမိရှုဖြက်စီးခဲ့ပြီးတဲ့နောက်ဆရာလာရှင် တက်ကအဲ့ဒီလမ်းပိုက်ဖြတ်တန်းသွားလာတာကိုတားမြင်လိုက်တာပါဒါကြောင့်ဒေသခံခရီးသွားတွေဟာအခုလက်ရှိမှာတော့မမကန်ရဲစခန်းရှိကနေပဲဖြတ်တန်းသွားလာနေကြရပြီးဆရာလာရှင်တက်ကလည်းအရင်ကတည်းအစစ်စေးပုံမူတင်းကျပ်ထားတယ်လို့ဆိုပါတယ်ဒါပြင်ဆရာလာရှင်တက်ကဆန်းတယူခွင့်ကိုလည်းကတ်တန့်ထားတာကြောင့်ဒေသခံပြည်သူတို့အခက်အခဲဖြစ်နေကြရတယ်လို့သိရပါတယ် တော်လိုင်းပူပေါင်းတက်တွေတေးပိုက်မီရှုခဲတဲ့မောမကန်ရဲစခန်းကိုအခုလက်ရှိဆင်အာနာရှင်တက်ကပြန်လဲထိချုပ်ထားပြီးစခန်းပြန်ဆောက်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။အဲဒီလိုပြန်လဲဆောက်လို့နေတဲ့ချိန်ဆင်အာနာရှင်တက်ဟာမောမကန်နယ်မြေရဲစခန်းဝန်ကျင်ကကြေးရွာတွေကိုစစ်ကြောင်းထိုးနေလို့ဒေသခံပြည်သူတွေထွက်ပြေးတေးရှောင်နေကြရပါတယ်။ တဝယ်မြို့ပေါ်မှာတစားမုံလာပြညာဖြစ်တဲ့မင်းညာကမြို့ပေါ်မှာရှိတဲ့အဓိကလမ်းမကြီးတွေနဲ့လမ်းသွဲတွေမှာပန်တကူပြစ်သူကောက်သူတွေနဲ့စီကားခဲ့တဲ့အကြောင်းကိုတော့တဝယ် wash အဖွဲ့သားတူကပြပြပေးသွားမှာပါရှင်။တဝယ်မြို့ပေါ်မှာတစားမုံလာပြညာဖြစ်တဲ့မင်းညာကမြို့ပေါ်တီကလမ်းမကြီးတွေနဲ့လမ်းသွဲတွေမှာပန်တကူပြစ်သူကောက်သူတွေနဲ့စီကားခဲ့ပါတယ်။မြို့ပေါ်တီကလမ်းမကြီးတွေဖြစ်တဲ့အာဇာနီလန်၊ရေလန်၊ဆေယိုလန်နဲ့ ပိတ်ငေထိုးမြောင်ရှင်မြောင်ရွာစည်ရီဝဲချွန်စန်းချီမြို့တက်စားတဲ့မြို့ပေါ်ရခွဲတွေမှာလေပန်းတကူပစ်သူကောက်သူတွေနဲ့ညာလိုပေါက်စီကားခဲတာပါပန်းတကူပစ်သူတွေဟာ မော်တော်ကားတွေပေါ်ကနေဝိတ်ကြီးနဲ့ဒုံဆောင်ပစ္စည်းတွေကိုခြေချခဲ့တယ်လို့အိုးဤတိုးပေးရှင်နဲ့မော်တော်ဆိုင်ကယ်တွေနဲ့လေမြို့နှက်လာရောက်ခြေချခဲ့ကြတယ်လို့ကိုယ်တိုင်ပါဝင်ခဲ့တဲ့ဒွေမြို့ကံမြို့သားတို့ကပြောပါတယ် တစောင်းမလာပြီနိညာကဒွေမျိုးပေါ်မှာပန်တကူလိုက်ကောက်သူတယောက်ကိုအနေဆုံးငွေကျ8500နဲ့အများဆုံး9000ခွဲအထိရရှိခဲ့ချတာကို တွေ့ကြရတယ်လို့ဆိုပါတယ်။ဒါပေမဲ့ပန်တကူလိုက်ကောက်ရင်ဒဏ်ရာရသူတွေလေးရှိခဲ့ပါတယ်။ဒွေမျိုးစံချီရက်ွက်လမ်းမပေါ်မှာပန်တကူကောက်သူအချင်းချင်းဒိုးဝိတ်ကောက်ယူရှာကနေစကားများရှံဖြစ်လို့ တရားရရှိခဲ့ကြတယ်လို့မြုပ်ကန်တွေကပြောပါတယ်။ဒါပြင်မင်းညာကဒဝင်မြို့ညောင်ရန်စကွဲရေလန်းပေါ်မှာလေကားပေါ်ကပန်ကူချေချချေလိုက်ောက်သူတချို့ကိုနောက်ကအလိုက်လာတဲ့မော်တော်ဆိုင်ကယ်ကအဝိတိုင်းမိပြီးမြို့သားတို့နဲ့အမျိုးသမီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့လို့မြုပ်ကန်အရေးပေါ်လူနာကူညီတပ်ဆောင်ရေးအဖွဲ့တွေကညထွင်ချင်းဒဝင်စည်းဟူကြီးကို ကူညီပို့ဆောင်ပေးကြရတယ်လို့မြို့ခံတွေစီကသိရပါတယ်။မြန်မာနိုင်ငံကအခြားမြို့ကြီးတွေမှာလည်းဒီဆောင်မှုလာပြီးနေညမှာပန်းတကူပစ်တဲဆိုပြီးကားတွေပေါ်ကနေပိုက်ဆံတွေကျဲချခဲကြပါတယ်။ဒါကြောင့်ပန်းကူကောက်တူတွေကလည်းလက်မကြီးတွေပေါ်မှာကားတွေနောက်ပြေးလိုက်ပြီး ကျဲချတဲ့ပစ္စည်းတွေပိုက်ဆံတွေကိုလိုက်လူနေတဲ့ရုပ်တံတွေဒီနေ့လူမှုကွန်ရက်ပေါ်မှာအများအပြားတွေ့နေရပါတယ်။ဆေးရနာရှင်တက်ကအရမစစ်သားဆူဆောင်းနေချင်းထိုင်းနိုင်ငံရနောင်းထင်းသေးစခန်းကမြန်မာနိုင်ငံသား48ဦးကိုကော့တောင်းဖက်ဒီကနေ့မှာထပ်မံလွှတ်ပြောင်းလိုက်ပါတယ်။အော်တိုဗလာ6ရက်နေ့ကမြန်မာနိုင်ငံသား60ဦးကိုနေရပြန်ပို့ပြီးတဲ့နောက်အခုနိုဝင်ဘာလအတွင်းမြန်မာနိုင်ငံသားတွေကိုထပ်မံပို့ဆောင်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းအကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြခံရပြီးတဲ့နောက် Renown ထိမ့်သိမ်းစခန်းမှာထိမ့်သိမ်းခံထားရတဲ့မြန်မာနိုင်ငံသားအမျိုးသား33ဦးအမျိုးသမီး14ဦးကိုဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်7:00နာရီခွဲလောက်မှာကော့တောင်းမြို့ကိုထပ်မံလွှတ်ပြောင်းပေးခဲ့တာပါအခုလိုနေရပြန်ပို့တာက2025ခုနှစ်အတွင်း73ကြိမ်မြောက်ရှိပြီဖြစ်ပြီးအခုနှစ်အတွင်းနေရပြန်ပို့ခံရသူ1809ဦးရှိလာပြီဖြစ်ပါတယ်။ ပြည်ခရဲနှစ်ကလည်း renown ထိမ့်သိမ်းစခန်းကနေကွက်တောင်းဖက်ကိုပြန်လှည့်ပြောင်းပေးမှုစုစုပေါင်း14ကျင်းအထိရှိခဲ့ပြီးလူဦးရေ2005ဦးအထိပြန်လည်ပို့ဆောင်ခဲ့ပါတယ်။အဲ့ဒီနေရာပြန်ပို့မဲ့မြန်မာနိုင်ငံသားတွေကို renown ကနေကွက်တောင်းဖက်ကို14တွေနဲ့လှည့်ပြောင်းပေးခဲ့တာပါ။မြန်မာနိုင်ငံဘက်ပြန်လည်လှည့်ပြောင်းပို့ဆောင်လာသူတွေကိုဆီယနာရှင်တက်ကအရမတ်စစ်မှုထမ်းစုဆောင်မှုတွေဆက်တိုက်လှုပ်ဆောင်နေတယ်လို့စစ်မှုထမ်းစုဆောင်ခံရတာကနေထွက်ပြေးလွတ်မြောက်လာသူတွေစီကသိရပါဗျ။ အခုလိုတနင်္လာရီတင်အစီအစဉ်ကိုနားဆင်ပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dove Wash အဖွဲ့သားတွေကဆုမကောင်းတောင်းအပ်ပါတယ်ရှင်။